ကဲဒီတစ်ခါမှာတော့စီဒီ7တန်းဘွားတော့ငါချက်ခဲ့တဲ့ဟင်းတွဲလေးကိုချက်ပြပါမယ်။ကျအုပ်နဲ့မိုကစွန်းလေးကိုအလွမ်းပြေပြန်ချက်ပြလိုက်ပါတယ်။အရင်ဆုံးကျအုပ်ကိုပြုတ်ထား။မိုကတော့မိမိကြိုက်နှစ်သက်ရမိုကိုတုံးလို့ရပါတယ်။စီဒီကတော့ oyster mushroom ကိုတုံးထားပါတယ်။သူကချက်လိုက်ရင်နုနုအီလေးနဲ့အရန်ဆောက်လို့ကောင်းတယ်။ပုံမှန်အဖြစ်တော့မိုတွေကရေဆေးစရာမလိုပါဘူး။စီဒီကတော့စိတ်မတန့်လို့ရေဆေးလိုက်တယ်။ပြီးတော့ရေပြောင်းညှစ်လိုက်ပါတယ်။ပြီးတော့ရေစစ်ထားမယ်။ချက်သွမ်မြူတလုံးကိုလည်းအခွန်နွာတာ။ချက်သွမ်ဖြူအကျွတ်ကျော်ဖို့အတွက်ကပပလေးလေးလီးထားမယ်။ အစွန်းရကြော်ဖို့အတွက်ကတပြားရိုက်ပြီးတော့အချောင်းလေးတွေလှီးတာရေတန့်စင်အောင်ဆေးထားတဲ့ကစွန်းရက်တွေကိုအရင်ပိုင်းတွေကိုဖြတ်ထုတ်တပြားရိုက်ပြီးတော့အနေတော်လေးတွေလှီးထားမယ်စီတက်ရင်အနံ့မွှေးအောင်လို့ငရုတ်သီးစိမ့်တစ်တောင်းလောက်ကိုခွဲထားโอเคပြုတ်ထားတဲ့ကြက်ဥတွေလည်းရပြီဆိုရင်အခွန်နွာရမယ်ဒီမှာကတော့ဘဲဥအလွယ်တကူမရလို့ကြက်ဥကိုပဲတုံးထားပါတယ်ပြီးရင်တော့တချမ်းချမ်းထားမြေပဲအစိမ့်ဒါမှမဟုတ်လှော်ပြီးသားကိုမညက်တညက်လေးထောင်โอเคအားလုံးစင်သည်ဖြစ်ရင်စချက်မယ်အိုးပူလာရင်စီတက် ကျစ်တော်မျိုးနဲ့ငရုတ်သီးကိုစီတက်မယ်။ငန်လေးကိုမွေးလာပြီဆိုရင်တော့ရေစေးပြီးစစ်ထားတဲ့မှုလေးတွေထက်အရသာတော့ကစားနိုင်မျိုးကောင်းလို့ထည့်လိုက်။အချောက်လေးမှုပေးပြီးနိုးတော့ပြီဆိုရင်ကစုံရက်တွေထည့်မယ်။ကစုံရတီကိုအထောက်အလံပေးနုံတော့ပြီဆိုရင်အရသာထည့်မယ်။ပဲငံပြာကြီး QC ဂျာလီနဲနဲနဲ့မြေကောင်းမိုက်ထည့် အခြားအောက်ဒေသနှံ့အောင်မှုရည်ဒီအရာကအနေတော့ပဲဆိုရင်ရပါပြီနောက်ထပ်ကြက်ဥကြော်ဖို့အိုးပူလိုက်စီလင်းနဲ့နဲ့ထက်ပြုတ်ပြီးတော့ထချမ်းချမ်းထားတဲ့ကြက်ဥလေးတွေကိုမှောက်ပြီးထက်မီးအေးလေးနဲ့ကြော်သွားပြီးလိုက်ပါနည်းနည်းကျွတ်လာပြီဆိုရင်တစ်ဖက်လှမ်းပေးနှစ်ဖက်လုံးကျွတ်သွားပြီဆိုရင်တော့ဖယ်ထားလိုက်ပါ ကျုပ်ကြော်ထားတဲ့အိုးတွေကိုပဲစီလေးနဲ့နဲ့ထပ်တယ်ပပလေးတွေလှီထားတဲ့ကြက်သွင်မြူလေးတွေထည့်ပြီးတော့ကျွတ်နေအောင်ကြော်လိုက်မယ်မိအားမပြင်းစေဘဲနဲ့အနေတော်လောက်လေးနဲ့ကြော်သွားပေးလိုက်ပါကြက်သွင်မြူလေးတွေကျွတ်လာပြီဆိုရင်တော့ငရုတ်သီးခွဲချင်းအမုံကိုအဆက်စားနဲ့လောက်ထည့်ပြီးတော့ကြော်လိုက်ဒီအနေထားမှာမီးကိုပိတ်ချလိုက်ပါအရသာတက်ကတော့စားလေးနဲ့နဲ့ထည့်ပြီးရင်တော့ခုနကထောင်းထားတဲ့မြေပဲတွေထည့်ပြီးတော့မှွေလိုက်မယ်အားလုံးကျွတ်ကျွတ်လေးဖြစ်သွားပြီဆိုရင်တော့ရှာပါပြီကြော်ထားတဲ့အကျွတ်ကလေးတွေကိုကျုပ်ဘွားနဲ့ဖြူ ဒါဆိုရင်တော့ကျက်ဥမြေပဲအဆက်ကျော်လေးကအစင်းသိဖြစ်ပါပြီ။ကဲအားလုံးအစင်းသိဖြစ်ပြီဆိုရင်တော့ဟင်းမွက်ပြင်မယ်။ဒီဟင်းမွက်လေးတွေကတော့ចောင်းသားဘွားတော်ကချက်စားခဲ့တဲ့အလွဲတကူနဲ့ချက်စားခဲ့ရတဲ့ဟင်းပွဲလေးတွေကိုအလွမ်းပြေပြန်ချက်ပြလိုက်ပါတယ်။စီရီရဲ့ချစ်တငယ်ချင်းတွေရောចောင်းသားဘွားတော်ကဘလို့ဟင်းတွေကိုချက်ပြုတ်ခဲ့တယ်ဆိုတော့ comment လေးမှာဝင်ပြီးတော့ပြောပြခဲ့ပါအောင်။ချစ်တငယ်ချင်းတို့စားပါအောင်။လွယ်ကူရိုးရှင်းပြီးတော့ဘဲအချိန်မဆဆရိုးမသွားတဲ့ဒီဟင်းတွဲလေးကတော့စီရီရဲ့အကြိုက်ပါပဲ။ ကျုပ်ပေါ်ကမြေပဲနဲ့ကြက်သွင်ကျော်ကျွတ်ကျွတ်ကလေးရဲ့မိုးကစုံကအေးအေးလေးနဲ့ဆိုတော့အရန်ကိုလိုက်ဖက်နေမှုကြည့်ပါစားကောင်းကောင်းနဲ့စားလိုက်တာတော့တပကံအပြောင်ပါပဲကျစ်ငင်ချင်းတို့လည်းလိုက်ချက်ကြည့်လိုက်အောင်နော်ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းစေးကျော်ရေတုပ်ဝင့်နဲ့အုပ်